။လမယာညီမကျောင်းနံပါတ်10နဲ့မက်ဆီရဲ့ငွေကိုဆက်ခံမယ်လမယာမယ်။အန်အောစီအောက်ကောင်းလောက်တဲ့ခြေစွဲနေတဲ့လမယာမယ်ဟာဒီကလေးရာဒီမာဘာစီလိုနာတင်းအတွက်အဓိကကစားသမားတူအဖြစ်ပုံဖော်နိုင်ခဲ့ပါတယ်။သူပါဝင်ကူညီခဲ့လို့ပဲဘာစီလိုနာတင်းဟာဘီရင်းဖလာ၃လုံးဖြစ်တဲ့လာလီဂါချန်ပီယံစုကိုပါတယ်ရီဖလာနဲ့စပိန်စူပါဖလာတို့ကိုတရားသီတွေမှာပဲဆုခူးနိုင်ခဲ့တာပါ။သူ့ရဲ့လင်းမြန်မှုကျွမ်းကျင်မှုနဲ့ဘောလုံးကိုထိန်းချုပ်နိုင်စွမ်းနဲ့ဟာသူ့ကိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့တင်ကမ္ဘာစိန်ကစားသမားတူအဖြစ်လာစေခဲ့ပါတယ်။လာမာစီယာလို့ခေါ်တဲ့ဘာစီလိုနာရဲ့နာမည်ကျော်လူငယ်အကယ်ဒမီကနေမွေးထုတ်ပေးလိုက်တဲ့ဂိုယူစီယာကစားသမားတူအဖြစ်လာတဲ့လမယာမေဟာ အသက်15နှစ်အရွယ်ကလေးကဇာပီဟာနန်ဒတ်ရဲ့လက်ညှိုးမှုအောင်မှာစတင်ခဲ့ပါတယ်။အခုတော့ဟန်စီပလီရဲ့လက်အောက်မှာသူဟာပုံမိုတိုးတက်လာခဲ့ပြီးကမ္ဘာကောင်းဆုံးကစားသမားကြီးတွေကတဦးဖြစ်သတ်မှတ်ခံနေရပါတယ်။လာမယ့်2025ခုနှစ်ရဲ့ဘလွန်ဒီယောဆုတွက်တောင်သူဟာရေမန်းစားတဲ့ကစားသမားတဦးဖြစ်လာနိုင်ပါတယ်။လွန်ခဲ့တဲ့17လတာကာလအတွင်းမှာဘလွန်ဝေဘန်သူရီနဲ့ပရိသတ်တီကလာမယ့်ရမယ်ကိုဘလွန်ဒီယောရှစ်တင်ဆုရှင်ကနဝင်းကစားသမားလီယိုနယ်မက်ဆီရဲ့အရာရာကိုဆက်ခံမဲ့သူဖြစ်ညွှန်ဆိုခဲ့ကြပါတယ်။ယုံကြည်ရတဲ့သတင်းရင်းမြစ်တစ်ခုဖြစ်တဲ့မမိုရာဘီလီယာ1899ရဲ့အဆိုအရဘာစီလိုနာတင်းဟာဒီနေရာဒီမှာစာချုပ်တွေချုပ်ဆိုပြီးတဲ့နောက် အာဂျင်တီးနားဂန်ဝင်ကစားသမားရဲ့နာမည်ကျော်ကျွန်းနံပါတ်10အင်ဂျီကိုလက်မရမယ့်ကိုပေးအပ်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။လက်ရှိနံပါတ်10အင်ဂျီကိုဝစ်စင်ထားတဲ့လူငယ်တိုက်စစ်မှုအန်ဇိုဖာတီဟာအရင်ကမက်ဆီရဲ့ရိုက်ရာကိုစက္ကန့်ပုံမျောလင်းချင်းခံခဲ့ရပေမဲ့ကံမကောင်းတော့နေပေမဲ့ကြာခဏဆိုလိုလိုဒဏ်ရာတွေရရှိခဲ့တာကြောင့်အတင်းရဲ့အဓိကကစားသမားစီးရင်မှာတဖြည်းဖြည်းနောက်ကျသွားခဲ့ရပါတယ်။ဒါကြောင့်လည်းဒီနေရာဒီမှာသူဟာဘာစီလိုနာတင်းကနေထွက်ခွာဖို့တောင်းရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဘာစီလိုနာတင်းရဲ့ဩခရဂျိုအန်လာပေါ်တာဦးဆောင်တဲ့အဖွဲ့အစည်းဟာလက်မရမယ့်အသက်16နှစ်ပြည့်ချိန်မှာသူ့ကိုကာလာရှိစာချုပ်ထုတ်ဆိုဖို့အလေးနဲ့စီစဉ်နေတယ်လို့သိရပါတယ်။သူတို့က2019ခုနှစ်တုန်းက ီမာကိုလက်လွတ်ခဲ့ရတဲ့အတွေ့အကြုံမျိုးနောက်ထပ်မကြုံတွေ့ကျင်တာကြောင့်ဓမ္မရမရဲ့စာချုပ်ထဲမှာပြောင်းရွှေ့ချေယူရိုတစ်ဘီလီယံလို့အားအသင့်စရာကောင်းတဲ့ပယ်ဖြတ်ခွင့်တစ်ခုကိုထည့်သွင်းဖို့စီစဉ်နေပါတယ်။ဒုတိယနာဂတ်ရဲ့အဓိကကြောက်တိုင်ကိုတေချာထိမ့်သိမ့်မှုလှုပ်ဆောင်နေတဲ့ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ဓမ္မရမရဲ့လက်ရှိမှာနံပါတ်၁၉အင်ဂျီကိုဝစ်စင်ထားတာကိုတွေ့ရမှာပါ။ချက်ဝင်စားစရာကောင်းတာကဒီနံပါတ်2008ခုနှစ်မှာနာမည်ကျော်နံပါတ်10အင်ဂျီကိုမရရှိခင်လီယိုနယ်မက်ဆီကိုတိုင်ဝစ်စင်ခဲ့တဲ့နံပါတ်လည်းဖြစ်ပါတယ်။ဒါဟာအနာဂတ်မှာလက်မရမရမက်ဆီရဲ့ခြေရာကိုနင်းနိုင်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်ကိုပုံမအားကောင်းလာစေခဲ့ပါတယ်။ ာစီလိုနာတင်းရဒီနေရာဒီမှာကလပ်ကပဖလာပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်လွဲချော်ခဲ့တဲ့အတွက်အနည်းငယ်တော့စိတ်သက်သာရာရသွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့နေရာဒီအတွင်မိနစ်ပေါင်း၈643မိနစ်ဒီကစားထားတဲ့လူငယ်ကျယ်ပွဲလမ်းမရမယ့်အနေနဲ့အနားယူချိန်ပုံမရရှိမှဖြစ်လို့ပါပဲ။ဒါဟာသူရဲ့ရေရှည်ကစားသမားဘဝအတွက်ရေးပါတဲ့အရာတစ်ခုဖြစ်ပြီးနောက်ရသည်တွေအတွက်ပုံမကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသနိုင်ဖို့ထောက်ကူဖြစ်လာစေမှာပါ။လမ်းမရမယ့်ရာလမ်းမစတင်ပါလာမှကျင်းပါမယ်။ကမ္ဘာကောင်းဆုံးဘောလုံးသမားစုဖြစ်တဲ့ဘလွန်နီယောစုကိုအသက်ငယ်ဆုံးနဲ့ရရှိတဲ့ကစားသမားဖြစ်သမိုင်းမှတ်တမ်းဝင်ဖို့မျှော်လင့်နေပါတယ်။သူရဲ့လက်ရှိခြေစွမ်းနဲ့တိုးတက်မှုနှုန်းကိုကြီးကြီးအပြည့် ဒီမျောလင့်ချက်ဟာမဝေးတော့ဘူးလို့ဆိုနိုင်ပါတယ်။ဒီမှာဒီလိုတက်တဲ့အမားတို့